အကယ်လို့ငါတို့ရဲ့ student တစ်ခွက်လုံးမှာတကယ်အကြီးကြီးအကုန်ပါတယ်ဗျာ senior elder တွေတကယ်ဘာသာပညာရှင်တွေတကယ်ဝိုင်းရင်တစ်ပိုင်းအကုန်ပါတယ်အကုန်လုံးမပြောရည်ပြင်တယ်တော့ student တွေကတော့သူတို့မိုးရည်လာနားရတယ်ဗျာလူကြီးစားတော့စိတ်ဆိုးမှပြရမလားနားရတယ်သူတို့ကပျော်နေကြတယ်သူ့ပြည့်စကားကြီးပြောကြတယ်မိုးရည်လာဒီနေ့ပြီးတော့လေအခုရုံထဲဝင်ခံနေကြလို့ရှိရင်ကိုကြီးနဲ့ညီလေးချောင်းဖြတ်ရမယ်လို့ပြောတယ် ကျိုးပြီးပြတ်တော့ကိုကြီးဟုတ်တယ်ကောက်ကမိုက်တင်ပြတ်သွားပြီဒီကောက်တက်မရောနိုင်တော့ဒါဒီတိုင်းမရှိတော့ပါဘူးဒီကောက်ဘာဘာဖြစ်သေးလဲဒီလေးကဒါတော့ပူရရှိကမိုင်းနှလုံးပြတ်သွားတယ်အဲ့ဒါမိုက်တယ်လေဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဒီတော့ဒီကောက်ကြီးကဆွဲချသွားရလေကျွန်တော်ဝဲဆိုဆွဲချသွားတာကျွန်တော်ခါခါထဲမှာအတအမိုက်တွေပါတယ်နှလုံးကြွားသွားတာကျွန်တော်လက်တော့ပေါ်ကြတာပေါ့ဗျာဆိုင်လိုက်တဲ့အချိန်မှာအကျေယူထားတယ်ပြီးရင်တော့အချက်ပြန်ရအောင်ပါကျွန်တော်တို့ကတကယ်မစင်းရတဲ့အချိန်မှာကျွန်တော်တို့က ကျွန်တော်လက်တကယ်မစင်းဘူးချော့ကြွားသွားတာကျွန်တော်ကျွန်တော်လည်းမျိုးတော်တော့ပဲငါတို့တွေနှစ်ပြီးတော့တတ်ပေါ့ဖြိုးဆိုပြီးဝင်သွားတယ်အထက်တော့ချော့ဆိုနော်နော်နေနော်ညိုနေတယ်နော်သူလည်းကွာဒီလိုကြီးတိုင်သားပြီးသားဆိုတော့အာ bro ဆိုပြီးတော့မျက်စုံပါသွားတယ်အဲ့လိုကိုစီတာပြီးတော့သူသူချောက်ကသူအောက်ကရေထဲမှာမရှိဘူးသူချောက်ကကိုကြီးကညီလေးညီလေးမပူနဲ့ညီလေးမပူနဲ့မပူနဲ့ဆိုပြီးဆွဲသွားကိုကြီးကမပူဘူးတော့ မပူနဲ့လုံနေလဲလဲကျွန်တော်က6တောင်းမဆုံးတော့ဘူး6တောင်းရင်မမီတော့ဘူးလို့ကျွန်တော်ဟာဟုတ်လားအဲ့တော့ပြန်ကူးရအောင်ဟာငွေတွေကမပြီးပါရဲ့အောင်လို့တကယ်မတည့်ပါပဲအဲ့ဒီစင်းကအအကိုလည်းကျေးဇူးတင်ပါတယ်အကိုနဲ့အဲ့လိုတွဲဖက်သရုပ်ဆောင်ဝင်ရလိုက်တဲ့အချိန်မှာအကိုအနေနဲ့လည်းအများကြီးဆွဲခေါ်သွားတယ်အများကြီးလည်းဟိုကျွန်တော်အနေနဲ့ကျော်အရှိတီမှာပြောခဲ့သလိုပဲဟာတာကားကိုကျွန်တော်ပထမတော့တကားမဆွဲခေါ်ပါဘူးခလေးတွေကသူတို့ကသူတို့တော်နေပြီးသားတွေဆွဲခေါ်ရမလို့သူတို့တွေက ဟုတ်ပါဘူးတကယ်ပါပါဆက်ခေါ်ရင်စာရေထဲကိုဆက်ခေါ်တာစီတဲ့ဦးနဲ့ဆက်ခေါ်တယ်ပြင်မလဲဆက်ခေါ်ပါဘူးရိုက်နေကြစတဲ့အကွက်ပြောတယ်အခုအစင်ပြပါကျွန်တော်ကြောင့်ကိုကအရင်လောက်တာလည်းအရင်အတွေ့အကြုံမများသေးဆိုမတိတ်ကွန်ဖရင့်မရှိဘူးပေါ့အခုအစင်ပြပါမြေဒီမပူနဲ့ပြေးတယ်မပြေးတယ်တကယ်လည်းအခုဂျီစင်းလေးကိုဆိုရင်ကျွန်တော်ဆိုအများကြီးပေးရတော်များများဒီနေရာရဲ့အစ်စင်းလေးမှာရှီလိုက်ရတာအေးဖေရရှီလိုက်ရတာတွေ့လာရတယ်မစင်းနေမှာလည်းလည်းညီလေးကိုအားပေးပါလေကိုကစီနီယာတယောက်ဆိုတော့လေ ီးတွေကိုရှိန်လို့လားဆိုရင်စိတ်ကသိရင်ရှိန်ရအောင်ဆိုတာကြီးရလည်းဘလို့မရှိန်အောင်နေပြန်ဘူးကိုညီလေးကိုနှွတ်ထွန်းလို့တော့မှလည်းတွေ့ပြီးဆိုရအောင်ဘလို့အမညာကြီးတွေလည်းအရင်အရင်လေးစားစရာကောင်းနေရလဲပါဘူးဘုရားအဲ့ကောင်းပါရဲ့ကြီးရဲ့တူးမလေးအဲ့ဒီမအဲ့တော့အကနိုမင်းတို့ရဲ့ရှူတဲ့တစ်ခွက်လုံးမှာတကယ် အကြီးကြီးအကုန်ပါတယ်ဗျာ senior elder တွေတကယ်ဘာသာပညာရှင်တွေတကယ်ဝိုင်းရင်တပိုင်းကုန်ပါတယ်အကုန်လုံးမပြောရရင်ပြင်တယ်တော့ဆိုတော့ကျွန်တော်မိုးရီလာနားရတယ်ဗျာလူကြီးစားတဲ့စိတ်ဆိုးမှသိရမှာနားရတယ်ကျွန်တော်ပြောနေကြတယ်စုပြစကားရေပြောကြတယ်မိုးရီလာနောက်ပိုင်းကျတော့ကျွန်တော်ကနောက်ပိုင်းကျတော့ကျွန်တော်ပွဲမဲ့ရောက်သွားတယ်ပွဲမဲ့ရောက်တော့သူတို့ဘက်ကမဟုတ်တော့ဘူးကျွန်တော်ကကျွန်တော်ကမယွာမယွာမယွာအောင်တားရတဲ့ဘက်ကရောက်သွားအဲ့လိုစုခက်လေးဦးခါတော့နော်ဘူးမြောင်တားရတာပြီးတော့ လိုမုံတိုင်းကြီးမှရိုက်တယ်မုံတိုင်းကာလာမှစိုက်တဲ့ဥစ္စာတော့ခုမှဒါရိုက်လုပ်ကလည်းဒါရိုက်လုပ်လို့1 2 3 4 action ဆိုရာလုပ်တယ်လုပ်တယ်ဒါတော့လုပ်တယ်ကောဆိုတာနဲ့မိုးတာဆရာကိုဖတ်လေးမင်းကြီးအိုးအဖေဖေးကြီးလေးလက်မထောင်ရတာအမေအမေ3ရက်မြောက်လောက်ရှိတော့သူလည်းတားပါလေတားတယ်4ရက်မြောက်လောက်လည်းကြာကြာပါဟောဟိုကိုယ်တိုင်ဖဲအကုန်လုံးရောက်နေကြတယ်ရောက်နေရောက်နေမိုးကလည်းတဲနေမိုးကြီးကိုကြည့်ရတယ်ကျွန်တော်တို့ကသိတယ်ဒါနှစ်နာရီသုံးနာရီထိဒါယူရမယ်ဆိုတော့အဲ့နဲ့မိုးတက်စရာကိုစိတ်ထဲကအားကိုးလာကြတယ်ဖုံးဆက်ပြီးတော့ ီလေးဘယ်ရောက်နေရလဲညီလေးဆိုမကြအောင်ဖြစ်နေစတရားဖွင့်လိုက်တယ်အားလုံးကြအောင်ညီဘယ်ရောက်နေရလဲညီလေးအကိုကြီးခဏလေးနေအောင်နဲ့ညီမိုးဆိုးနေရတဲ့အာမြင်ရလေကွာကိုလိုအဆောင်ကိုရရလေအဲ့ဒီမှာတော့မကြားလို့သမီးကပြောလိုက်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးအဲ့လိုနယ်မှုကိုကြိုက်တဲ့လူလို့ပြောလို့ရတယ်ကျွန်တော်အဲ့လိုအဲ့လို အဲစိတ်ကူးပါလေနော်အသက်ကြီးလာလို့ရှင်အဲ့လိုစိုက်ခင်းနေအဲ့လိုငယ်တမျိုးကသွားနေမယ်ဆိုတဲ့ဟာမျိုးပေါ့တို့ရဲ့စူစားထုံမှုလေးကိုအတိမတ်ပြပေးကြပါအသေးပေးပေးကြပါအားလုံးကျေးဇူးတင်ပါတယ်နေ့တိုင်းလည်းအားလုံးကိုမေတ္တာပို့ပေးနေပါရဲ့ဂန္ဓမင်္ဂတိုးကိုဝင်းရံကြကုန်တော့ဒီများအားလုံးကိုစိတ်နှပါချမ်းသာကြပါစေ